နမောတတဘဂဝတောအရဟတောဓမ္မံတံဘုဒ္ဓတတရဏနှစ်2560ခုနှစ်မြန်မာတက္ကရာ1380ခုနှစ်ခုနှစ်ကစုံလအတွက်တလတာဟောဇရံခရစ်နှစ်2025ခုနှစ်မေလတလသာဟောဇရံကြီးနဲ့ချောင်ရံဆောင်ရံအတွက်ဟောဇရံဤလတွင်17ရက်5လ2025ခုနှစ်တနင်္ဂနွေနေ့ဟာကစုံလပြည်နေဖြစ်ပါတယ် 26ရက်5လ2025တနင်္လာနေ့ဟာကဆုံလကွယ်နေ့ဖြစ်ပါတယ်27ရက်5လ2025တနင်္ဂနွေနေ့ဟာကဆုံလပြည့်နေ့ဖြစ်ပြီးတော့26ရက်5လ2025တနင်္လာနေ့ဟာကဆုံလကွယ်နေ့ဖြစ်ပါတယ်ဤလအတွင်းငကားပေါင်းအနောက်ရက်တို့လှည့်ပါတယ်ထို့တူဝမ်းကမြောက်ရက်ကြောကတောင်ရက်အမီးကအရှိအရက်တို့အတီးတီးရှိနေကြပါတယ် အထူးသဖြင့်ငကားကောင်းဆိုတော့နတ်နဲ့ငကားမလဲစားနဲ့ဆိုတဲ့အတိုင်းပဲရှီးထုံးလဲမပဲကောင်းဈေးသုံးလဲမလွယ်ကြောင်းနဲ့အဲနတ်နဲ့ငကားမလဲစားနဲ့ဆိုတဲ့အတိုင်းငကားကောင်းနဲ့ပတ်သက်ပြီးတော့ခီးတွတ်တာအိမ်ဆောက်တာအဆရှိတဲ့လုပ်ငန်းဆောင်တာအပြောင်းချွေတွေမှာတော့အဲသတိပြုဉာဏ်တော့ပြောပြပေးခြင်းဖြစ်ပါတယ်ဤလအတွင်ငကားကောင်းအနောက်ရက်သူလှဲ့ပါတယ်ထို့သူဝမ်းကမြောက်ရံကြောကတောင်ရံအမိကအရှိအရသူအတီးတီးတရှိနေပါ၏ ကျမ်းမာရေးနဲ့ပတ်သက်လာရင်ငားရပိုင်းအတွက်ဟောစလန်ကြီးအနေနဲ့မိတ်ဆွေတို့ကျမ်းမာရေးနဲ့ပတ်သက်လာတဲ့အခါယာတီအပူအပြောင်းကာလာများကြောင့်အများစုဟာကျမ်းမာရေးနဲ့ပတ်သက်လာရင် အနှဲငယ်ရှူကြာတက်ပြီးတော့ဂယူဆိုင်တင့်သော ကာလာဖြစ်ပါတယ်အစ်စ်အမြင့်အကျော်အဆရှိသောအရာတွေအဖြစ်များတက်ပါတယ်အထူးသဖြင့်ပထဝီတအားမြဲနေတဲ့အတွက်ကြောင့်မိတ်ဆွေတို့အသက်60နှစ်အထက်ရှိသူတွေဒုက္ခအဆရှိတဲ့အရာတွေနဲ့ပတ်သက်လာလို့ရှိရင်ပုံမူတတိထားတဲ့တော့ လဖြစ်ပါတယ်ခင်ဗျာ9လပိုင်းအတွင်းမှာအကျိုးပေးသောလုပ်ငန်းများကိုဖော်ပြပေးလိုက်ပါတယ်အထူးသဖြင့်ဒီ9လပိုင်းအတွင်းမှာဆိုရင်အလှကုန်လုပ်ငန်းတွေရေထွက်ကုန်လုပ်ငန်းစားတောက်ကုန်လုပ်ငန်းစံစီစီစားဆက်ပစ္စည်းနဲ့ပတ်သက်သောလုပ်ငန်းတွေဓာတ်ဆီဒီဇယ်တွင်းထွက်ပစ္စည်းလုပ်ငန်းတွေကူးတန်းရောင်းဝယ်ရေးဆိုင်ရာလုပ်ငန်းတွေများစွာထွန်ကားတက်သောတိုးတက်တက်သောလဖြစ်ပါတယ်ချစ်တူလှုပ်ဆောင်တင်သောလဖြစ်ပါတယ်ချွေစည်းအနှဲငယ်မငြိမ်မသက်ဖြစ်ပြီးအကြပတ်သူသွားတတ်ပါတယ် ဤလအတွင်းမှာလက်မှုလုပ်ငန်းများအိမ်တွင်းမှုဆိုင်ရာလုပ်ငန်းများပညာရေးဆိုင်ရာလုပ်ငန်းများဘာသာစကားသင်တန်းပကြီးပခုဘေးဒင်အဆရှိသောလုပ်ငန်းများအားနည်းနေတတ်ပြီးမိတ်ဆွေဟောင်းလူဟောင်းအပေါင်းအသင်းဟောင်းတွေစိတ်တော်ကပေးရတတ်တာမျိုး ဖြစ်တဲ့အတွက်ကြောင့်ဒါလေးတွေကိုသတိထားဆင်ခြင်ရန်လိုအပ်သောလာဖြစ်ပါတယ်။အိုးအိမ်ရှမ်းပြည်မြေယာလုပ်ငန်းတိုက်ခန့်ကအဆရှိသောအရာများအယောင်းနေအဝယ်နေဖြစ်တတ်သောလာဖြစ်ပါတယ်။ လူငယ်တွေအချင်းကြီးနဲ့ပတ်သက်လာရင်ငားလာပိုင်းအတွင်းမှာစံအားအလွန်ကောင်းနေတဲ့အတွက်မေတ္တာရေးဆိုင်ရာတွေကိုရှေ့တိုးဆောင်ရလှုပ်ဆောင်ရင်မိษွေတို့အနေနဲ့မေတ္တာရေးနဲ့ပတ်သက်လာတဲ့အခါဘာကိုဖြစ်ဖြစ်ရှေ့တိုးဆောင်ရလှုပ်ဆောင်မှဖူးစာဘတ်ပေါ်ခြင်းအဲမိမိတို့အနေနဲ့အနာဂတ်အတွက်ရှစ်သူရီစာမိမိတို့နှစ်ရှည်လာများစွာလိုက်နေရတယ်။သမီးရီစာရည်နာကမတင်မပဲမမျောလင့်ထားလောက်အောင် ကိုယ့်ကိုတစ်ဖက်ကနေ response လောက်လာတာမျိုးဒီတုံ့ဝါတက်တဲ့အတွက်ကြောင့်မလို့ဆရာမိတ်ဆွေတွေအနေနဲ့အဲစံအားတက်သောကြောင့်ဖူးစာပတ်ပေါ်နိုင်တော့လာဖြစ်ပါတယ်။အိန်းတော်ကြီးမှတော့အိန်းတော်ရှင်မရဖို့ဒီလဟာစိတ်မောလူမောစိတ်ပန်းလူပန်းဖြစ်ရတတ်ပြီးတော့မိမိရဲ့အိမ်တွင်းရေးမှာမိသားစုရေးမှာအနှဲငယ်နားလည်မှုလွဲတက်သောကြောင့်ဒီငားလာပိုင်းတွင်မှာအိန်းတော်ကြီးနဲ့ပတ်သက်လာတဲ့အခါအရေးကြီးသောဆုံးဖြတ်ချက်တွေကိုအိန်းတော်ရှင်မရဖို့ရှာမှတ်ရန်မတင်တော့လာဖြစ်ပါတယ်။ အထူးသတိပြုစင်ကြယ်လိုတာကဒီလအတွင်းမှာလုပ်ငန်းအပြိုင်ဆိုင်နေမိမိရဲ့အလုပ်အပြိုင်ဆိုင်နေပေါ်လာတက်တော်လာဖြစ်ပါတယ်ထို့အတူမိမိအားတဘုတ်လီလွင် ပြောဆိုခြင်းမကောင်းတဲ့ရင်ပြောခံရခြင်းဒီကြုံရတတ်တယ်လို့မိမိရဲ့အတွင်းရေးကိစ္စများကိုဖြစ်နိုင်ရင် ဟိုမိမိတို့မယုံကြည်ရသောပုံကောင်များကိုဖွင့်ဟတိုင်ပင်တာမျိုးပြောပြတာမျိုးတွေဟာမိတ်ဆွေတို့အတွက်အားနည်းချက်ဖြစ်ပြီးတော့မိမိကိုမကောင်းပြောဆိုတာမျိုးတပုတ်လီပင်ပြောဆိုတာမျိုးတွေကြုံရတတ်တဲ့အတွက်ကြောင့်မလို့မိတ်ဆွေတို့ဒီလမှာတတိထားစင်ခြင်းပြောဆိုရန်လိုအပ်ပါတယ်ဒီငါးလပိုင်းအတွင်းမှာအကျိုးပေးသောအယောင်များအနေနဲ့ကြက်သွေးရောင်ညီညိုရောင်ခရမ်းရောင်စသောအယောင်ရင်းရံတွေကိုဝတ်ဆင်ပြီးတော့မိမိတို့လိုရာကိစ္စတွေကိုပြုမှုဆောင်ရွက်လို့ကောင်းပါတယ်အကျိုးပေးသောကဏ္ဍအနေနဲ့ဆိုရင် သုံးခန်း၊ရှောက်ခန်း၊နှစ်ခန်းနဲ့ဟာမိတ်ဆွေတို့ရဲ့ကံကိုတိုးတက်စေပြီးအားသာကောင်းမွန်စေပါれ။အဆောင်ပြုလုပ်လိုပါကမိတ်ဆွေတို့နဲ့အနေနဲ့လောကပါလာနမင်းကြီးရုပ်ထုကိုမိမိရဲ့နေနံတူအသားနဲ့ဗဘူးထုလုပ်ဆောင်ခြင်းကမိတ်ဆွေတို့အတွက်ကံအားဆန်းအားတက်စေပါれခမရ။လောကပါလာရုပ်ထုလေးတွေကိုနေနံအသားနဲ့ဗဘူးထုလုပ်ပြီးတော့ထုလုပ်ပြီးတော့ဆောင်လို့ရှိရင်မိတ်ဆွေတို့အနေနဲ့ကံအားဆန်းအားတက်ပါれ။ဥပမာ လောကပါလာနယုတ်ကိုဂျာစာပရိသားဆိုမကြီးသားတို့ပေါက်သားတို့နဲ့ထုလုပ်ပြီးတော့ဆောင်းရင်ကံအားစံအားတက်စီတော့လာဖြစ်ပါတယ်ဒီလအတွင်းမှာအကျိုးပေးသောနေသားအနေနဲ့တောက်ကြသာသမီးတနင်္လာသာသမီးတို့မဟုတ်အရေးကြီးသောကိစ္စတွေကိုတောက်ကြရဲ့တနင်္လာရက်ဒီမှာတွဲဖက်လှုပ်ဆောင်ရင်ပုံမူအပြူကံကောင်းစီပါတယ်မလာပိုင်းအတွင်းမှာအိမ်ဆောက်ပနတ်ရရေရင်းတူးလို့တဲ့မိတ်ဆွေများဖို့ ငါလာပိုင်းအင်္ဂလိပ်လိုပဲပြောပါမယ်၁၂ရက်၁၈ရက်၂၈ရက်နေ့ဒီမှာပြုလုပ်ဆောင်ရွက်ရင် ကောင်းမှာပါလေခမရှင်ပြုယဟန်ခံအိမ်တက်မင်္ဂလာပြုလုပ်လို့သူများအနေနဲ့ငါလာပိုင်း၁၇ရက်၁၈ရက်22ရက်နေ့ဒီဟာမိတ်ဆွေတို့အတွက်ကောင်းမှုစေပါတယ်အိမ်တော်ပြုစိတ်ဆက်လက်ထမင်္ဂလာပြုလုပ်လို့သောမိတ်ဆွေများအခုကတော့ငါလာပိုင်းအတွင်းမှာပဲ၁၂ရက်၁၉ရက်၂၈ရက်နေ့ဒီကိုပြုလုပ်လို့ရပါတယ် မိမိတို့ရဲ့အရေးကြီးသော ကိစ္စများကိုအဘဝအတွက်အထောက်အကူဖြစ်စေတဲ့ကိစ္စများကို ကောင်းတဲ့ဘက်မှာဆောင်ရွက်ဆုံးဖြတ်တိုးတက်စင်ရအတွက်ဆိုရင်တော့ဖြင့်ဒီ9လပိုင်းတွင်မှာ9ရက်17ရက်20ရက်နေ့တွေကိုအမိတ်ဆွေတို့အနေနဲ့ဟိုကောင်းမွန်သောရက်ကလေးအဖြစ်ရွေးချယ်ပြီးတော့စတင်လှုပ်ဆောင်ရင်ကောင်းမွန်တိုးတက်စေသောလဖြစ်ပါတယ်အဋိဌံပြုလုပ်လို့သောဆရာရဲ့မိတ်ဆွေများအဖို့ကတော့မိမိအနေနဲ့မိမိရဲ့တက်စီအလိုက် မဟာသမယတုတ်ကိုအတိတ်ထံဝင်ပြီးဈေးလိုပါတယ်အတက်ကမိမိက20ဆိုရင်ဥပမာအားဖြင့်အတက်က20ဆိုရင်မဟာသမယတုတ်ကိုရက်20တိတိအတိတ်ထံပြုပြီးကိုဆိုလိုခြင်းဖြစ်ပါတယ်ခမညာဆရာငယ်အနေနဲ့၅လပိုင်းအတွက်စကားလက်ဆောင်ပေးခြင်းပါတယ်ခမညာ၅လပိုင်းအတွင်းမှာဆရာငယ်မိတ်ဆွေတွေကိုစကားလက်ဆောင်ပေးရရင်မိတ်ဆွေများခမညာတင့်ကိုတင့်ကန်ဆိုးနေပြီလို့ ထင်ပါသလားဒါဆိုရင်စိတ်တိုင်းကြစိုးဝင်ပေးလိုက်ပါမိတ်ဆွေတို့ရဲ့ကံစိုးမှုတွေကြုံလာတဲ့အခါမှာစိတ်တိုင်းကြပေးဆိုးလိုက်ပါ သင်သိထားရမှာကအစိုးတွေကုန်တဲ့အခါအကောင်းတွေဟာအမြဲတမ်းရောက်ရှိလာမယ်ဆိုတာလောကတရားပါပဲဖြစ်တယ်ခင်ဗျာเนาะဆိုတော့ဆရာပြန်ပြောပြပါမယ်မိတ်ဆွေတို့အတွက်ငါးလပိုင်းအတွက်စကားလက်ဆောင်ပေးရရင် မိတ်ဆွေများခင်ဗျာတင့်ကိုတင်ကန်ဆိုးနေပြီလို့ထင်ပါသလားဒါဆိုရင် စိတ်မညစ်ပါနဲ့စိတ်တိုင်းကြစိုးဝင်ပေးလိုက်ပါတင်သိထားမှာအဆိုးတွေကုန်တဲ့အခါမှာအကောင်းတွေဆိုတာရောက်ရှိလာမှာလောကနီးရာမှာတရားပါပဲအဆိုးတွေကိုကြောက်နေရင်အကြောက်တရားတွေဟာမိမိရဲ့ဘေးနားမှာပဲရစ်တည်နေဦးမှာ ဖြစ်တဲ့အတွက်အဆိုးတွေကို မကြောက်တဲ့အခါအကြောက်တရားတွေ အဆိုးတွေကမိမိနာနေပြီးတော့နေရမှာကြောက်သွားပါလိမ့်မယ်ခင်ဗျာယေရှုတင်ပါတယ်ဒါကတော့ဇန်ငယ်မိတ်ဆွေတွေအတွက်ငားလာပိုင်းအတွက်စကားလက်ဆောင်ဖြစ်ပါတယ်ဤကငားလာပိုင်းအတွက်ဟောစရံ PE